တတ္တာဆိုတာဘာကိုပြောတာတုံးဆိုတော့ယုံကြည်ချက်အင်္ဂလိပ်လိုတော့ faith လို့လည်းပြန်တယ် confidence လို့လည်းပြန်တယ်ယုံကြည်ချက်ကိုတတ္တာလို့ခေါ်တယ်ဘာတွေယုံကြည်တာတုံးလို့မေးလိုက်ယုံကြည်မှုဆိုတာလေလောကမှာအများကြီးကိုယ်လူပြောလို့ယုံတာဒီလူကပြောလို့ယုံတာဟိုတဲ့ရင်ယုံဒီတဲ့ရင်ယုံယုံတာတွေအများကြီးရှိဒီနေရာမှာယုံကြည်ချက်ဆိုတာ ဘာကိုယုံကြည်ချက်လို့ပြောရမလဲလို့ဆိုရင်အေးကံကံဤအကျိုးယုံကြည်ရနံပါတ်၁ကကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးရတယ်ဆိုတော့ကောင်းကံမကောင်းကံဆိုတာလောကမှာရှိတယ်ထိုကံရဲ့အကျိုးတရားလည်းရှိတယ်လို့ဒီလိုယုံကြည်တာဟာတတ်တာနောက်တစ်ခုကဗုဒ္ဓဘာသာဝင်သူတော်စင်တို့အနေနဲ့မြတ်စွာဘုရားရဲ့ ညံတော့အည်သွေးနဲ့ပတ်သက်ပြီးယုံကြည်တယ်ဖះဆိုတာအလုံးကိုသိတဏှာဝကထွမြောက်ကြောင်းတရားကိုခေါ်နိုင်တယ်နိဗ္ဗာန်ရှိတယ်ဆိုတာကိုခေါ်ကြနိုင်တယ်ဟောမြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ဖះရဲ့အည်သွေးကိုယုံကြည်တာဟာလေသတ္တာလို့ခေါ်တယ်နောက်တစ်ခုမြတ်စွာဘုရား ဟောထားတဲ့တရားဟာတို့တွေလက်တွေ့ကျင့်မယ်ဆိုလို့ရှိရင် ထိုတရားသည်ကျင့်သုံးတဲ့ပုဂ္ဂိုလ်ကို ဆိုင်ရအကျိုးကျေးဇူးတွေကိုပေးနိုင်တယ်လို့ဒီလိုယုံကြည်တယ်။တန်ဃာတွေနဲ့ပတ်သက်လာလို့ရှင်ထိုတန်ဃာတွေမှာလှူလိုက်တန်းလိုက်ရလို့ရှင် အနည်းငယ်မြတော့လှူတော်လဲပဲမြောင်များတော့အကျိုးကိုတို့ရနိုင်တယ်လို့ဒီလိုယုံကြည်တာမျိုးအဲ့တော့ဖရာတရားတန်ဃာယရဏသုံးပါးကိုယုံကြည်တာဟိုဒါကိုတတ်တာလို့ဒီလိုခေါ်တယ်